မာကနာယုံဆရာတော်ရဲ့တဲ့စီကံဆက်ချက်ကိုတဲ့တင်ပေးပါဖျားတဲ့နော်အဲ့တော့မာကနာယုံဆရာတော်ဖျားကြီးရဲ့စီကံဆက်ချက်ကိုဥစဉ်တို့လည်းအမတန်မှနှစ်သက်ပါတယ်နော်အဲ့တော့ဥစဉ်တို့ဓမ္မဒုတာတော်ရမှာအဲစာသင်သားဘွားနဲ့စာသင်တုံးကဥစဉ်တို့အမြဲအဲဆိုရတာပေါ့နော်ဓမ္မဒုတာဆရာတော်ကြီးကလင်္ကာလေးဆက်ထားတာပေါ့နော်ဘလို့လင်္ကာလေးဆက်ထားလဲဆိုတော့ဓမ္မဒုတာတော်ရနေညာတန်ခါများတို့ ကောင်းမှုစိတ်ထားလေးစားဝိနည်းကိုလဲကြံခိုင်း နေထိုင်တန်ရှင်မယွင်းသွားတက်တရက်နေထိုင်ပိုင်ပိုင်ပြောတက်ဇာဝတ်တက်ခါလိုက်နာစီမြင်တက်ချင်းစားပေဆဲထွေပြေးဝါရှိလီမှာမုံချအကျိုးရှိမည်တဲ့နော်အဲ့တော့ဆိုရတာကဒီဆဲချက်ကိုနှိချုပ်လိုက်လို့ရှိရင်စိတ်တက်ရယ်စီကန်းရယ်ပညာရယ်ဒီသုံးချက်ပဲရတာပေါ့နော်လူတွေလည်းပဲလိုက်နာကျင့်သုံးသင့်ပါတယ်နော်စိတ်ကောင်းရှိဖို့ကပထမစီကန်းရှိဖို့ကဒုတိယအဲပညာတက်ဖို့ကတတိယပေါ့နော်အဲ့တော့စိတ်ကောင်းရှိအောင်ကြိုးစားနိုင်ကြပါစေ